တရတုံဖိုတူနိုင်ငံပင်လေးတန်းရီမူနေတဲ့ကိုတီရှင်နဲ့ကိုငှက်စုကိုတကြီးငူခေါ်လာလို့တော်နေရှိပေါ်မှာပြစ်ချလိုက်တော်တယ်။ရွာလူကြီးကဖိုတူဘာဖြစ်လာကြလဲ။တန်းရီမူလာလို့တကြီးရဲ့မှတ်လောက်သွားလောက်ထိတ်တုံခက်ပြစ်လိုက်ပါဗျာ။ဟာတန်းရီမူလာရင်တို့ရုံတော့ဖို့ကြလေကွာ။အဲ့ဒီချိန်တကြီးတဲ့ဘေးဖိုးကြီးကတကြီးတကြီးဒီနေ့ညခင်ကတို့နဲ့အောင်ဆောက်အောင်မနော်ဗျာ။ ဟေးဒီနှစ်ကောင်ကင်းမဆောင်ကျင်တာနဲ့တသက်မဲ့ဒီလိုလုပ်နေကြတာမသိဘူးတကြည်စောင့်မဲ့သူမရှိရင်ကျွန်တော်စောင့်ပေးပါမယ်ဗျဟေးမင်းတို့တကယ်ပဲစောင့်ပေးမှာလားဟုတ်ကဲ့တကြည်ကျွန်တော်စောင့်ပေးပါမယ်ဗျအေးအဲ့လိုဆိုတော့လေကျေးဇူးတင်ပါရေကွာဒါဆိုဒီညမင်းတို့အဖွဲ့စောင့်လိုက်ကြပေါ့ရပါတယ်တကြည်ရဲ့ဒါဆိုကျွန်တော်ပြန်လိုက်အောင်မယ်နော်ဒါနေဖိုးထူးနဲ့ငံပေးလေရွာလူချင်းကနေပြန်လာခဲ့ကြတယ် ဒီလိုနဲ့ညနေခင်းမှာတော့တငယ်ချင်းသုံးယောက်ဖိုးထုတ်အိမ်မှာလူစုလိုက်ကြတယ်။ဖိုးထုတ်ကငါတို့ညကြခင်းဆောင်ရမှာဆိုတော့ဘာတွေကျူတင်ပြင်ဆင်နေလဲကွာ။ခင်းဆောင်ရမှာဆိုတော့ညမိတ်ချင်အောင်လက်ပတ်တော့သွားမယ်။ပြီးတော့ကင်းနဲ့ချင်းခိုက်တော့ချင်းစည်းခွေပြီးတော့မီးလုံးအဲ့လောက်ပဲကွာ။ဟာကြံသေးရလေကွာ။ညမတ်အေးမီးလုံးကိုမီးဖို့တကူနဲ့စောင့်လို့သေးတယ်ကွာ။အေးဟုတ်ပြီ။ ဒါဆိုရင်ငါတို့တာဝန်တွေကိုခွဲပြီးတော့ယူကြတာပေါ့ဒီလိုနဲ့အားလုံးပြောပြီးသွားတော့ငါပိနှစ်တော့ပေါ်လေဖိုတူအိမ်ကနေပြန်သွားကြတော့တယ်ဒီလိုနဲ့ညရောက်တဲ့အချိန်မှာဖိုတူတို့တတွေကင်းနေနေမှာကင်းဆောင်နေတော့သူတို့ရဲ့တိတ်ခေါင်မပေါ်ဘူးနေကြတဲ့ကောင်ခေါင်းတက်လာတော့တာပါတော့ပေါ်လေသူတို့ခေါင်းမပေါ်ဟာအတန်ကြောင်အောက်မလိပြလန့်လိုက်တာကွာဟဲ့နီဘာသာလဲမသိဘူး ဲလိုနဲ့ပြောလင်းဆောင်စကားလေးပြတ်သွားတယ်။ဘိုးတော်မင်းရလေကြောက်နေမှာပါ။တဲ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 လာမသိဘူးနော်။တို့ခွက်ကြည့်ပါဦးကွာ။အဲ့ဒါနဲ့ဘိုးသူနဲ့ငပိန်နေအောင်ကင်းနေပြုံထွက်ကြည့်ကြတယ်။အဲ့ဒီချိန်နေကြာလေကြောင်ကောင်မောင်စံဖက်စီကင်းလေးကမိုးပေါ်ကနေ ပြေးစင်းသွားတော့တယ်။ကြောင်ကိုမြင်လိုက်တော့ငပိန်ကမင်းရလေကြောင်မှာစုံနေမှပဲမရှုံး အော်အေးအကြောင်းဆိုရင်လည်းပြီးတာပါပဲကွာငါလမ်းတက်လို့ပါကွာဒါလို့နေငပိန်နဲ့ပို့သူလေးကင်းနေလေးကိုပြန်ဝင်လာကြတယ်တုတ်ပေါ်ကဘိုက်ဆောင်လိုက်တာကွာအဲ့ရနေထမင်းတက်မလာမိဘူးကွာကျောင်းငါမိရညကြရင်ဆာမဆိုးလို့ဆိုပြီးထမင်းတက်ပြလိုက်တယ်မိကုံမလောက်စားဖို့ငါတို့ကတော့ဘိုင်လေးရင်အိတ်ချင်မှာဆိုလို့မစားတော့ဘူးအဲ့ဒါဆိုငါကုံစားလိုက်မယ်လေကွာ Thank you. ာနဲ့တော့ပေါ်တယောက်မကြောက်ဖို့စီစမ်းနေသမင်းကိုစားပြီးတော့ကင်းတဲထဲမှာအိပ်ပျော်သွားတော့တယ်ခဏအကြာတုတ်ပေါ်ရဲ့ဟောက်တန်ချောင်းငပင်ဟာဒီကောင်တုတ်ပေါ်ကတော့လေကိန်းဆောင်မှုခေါ်လာပါတယ်ဆိုမှအိပ်ပျော်နေရများဟောက်တောင်ဟောက်နေသေးတယ်အိပ်ပါကြီးကဒီတိုင်းအပေါ်ရအောင်ခေါ်လာတာဗျာဒီကောင်ကြောင့်နေတိသားနေသမင်းတော့မကုန်သေးဘူးဟာဒါဆိုငါဒီသမင်းတွေကိုဒီဘက်ကိုရွှေ့ထားလိုက်တော့မယ်နော် ငပိန်လေပျော်ပျော်ဆူဆူနဲ့ထမင်းထုပ်ကိုလက်ဖက်တော့ပကံနေတူဘေးနားမှာထားလိုက်တော့တယ်။ငပိန်ကရှာတီကလူကညရောက်တော့နည်းနည်းချမ်းလာလေကွာ။နောဖို့တူ။အေးဟုတ်တယ်။ငါတို့မင်းမွေးပြီးတော့မင်းလုံကြတာပေါ့ကွာ။တလူနဲ့မီးဖို့ပြီးသွားတော့ငပိန်ကအခုမှဟာပဲနွေနွေထွေထွေရှိတော့တယ်။တလူနဲ့ညနဲ့လာလေကမှာ တို့တို့ရောင်လေးနိုင်နေကြတော့တယ်အဲ့ဒီချိန်နေကြကကင်းလေးစီကိုရောက်လာတယ်အမေကင်းဆောင်နေကအိပ်ပျော်နေကြတယ်ပေါ့နောက်တော့ကင်းလေးပေါ်ကဂျန်နေသေးရဲ့လက်ဖက်တုပ်တွေနဲ့ထမင်းတွေကို မြင်သွားတော့တယ်လက်ဖက်တုပ်လေးကစားကောက်မဲ့ပုံမင်းမြည်ကြည့်မဟာဒါနဲ့နေကြလေးလက်ဖက်တုပ်နဲ့တုပ်ဘောမကုံနဲ့ထမင်းတွေကို စားပြက်လိုက်တော့တယ်အဲ့ဒါအပြင်ကမှဘေးနာကမိသွေးတလုံးနဲ့ ။ပေါ်သူနဲ့ငပေးရဲ့မျက်နှာကိုရှောက်ချက်လိုက်ပြန်တော့တာပါ။ဟဲ့ဟဲ့လှသွားပြီ။ကဲသွားပြီဟင်။အဲ့လိုပြောပြီးနေကြလေ။ကင်းနေရှိရနေထပ်သွားပြန်တော့လေ။ခနာကြမှာငိုက်နေတဲ့တုပ်ပေါ်နေကမင်းလေးနိုးလာလို့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့လန့်သွားကြတယ်။လန့်ပြီးအော်ရကအဲ့နေရဲ့တုံပေါ်မှာနိုးသွားတာပါ။ငပေးဟာဟာဖို့သူမင်းမျက်နှာမင်းမျက်နှာ ဖြစ်တာလဲအဲ့ဒီအချိန်အိမ်မော်ဆုံမဖြစ်နေတဲ့တုပ်ပေါ်ကမင်းတော်ဘာဖြစ်ကြတာလဲကွာမင်းတော်ကလည်းအိုးမဲရီနဲ့ဘာလုပ်လာကြတာလဲတုပ်ပေါ်မျက်နှာမှာအိုးမဲမရှိနေတဲ့အတွက်ကြောင့်ငါပင်ရဟဲ့တုပ်ပေါ်ဒါဒါမင်းလက်ချက်မလားမင်းလုပ်တာမလားဟာဘာငါလက်ချက်ငါလုပ်တာလဲကွာငါမှသာငါအိတ်နေအောင်အဲ့ဒီအချိန်ပေါ်တူကလက်ဖက်တော့ပကံကိုကြည့်လိုက်တော့ဟမ်လက်ဖက်တော့တွေလည်းမရှိတော့ဘူး ။သမီးနေလဲကုန်ပြီ။ကဲတော့ဘောမိဘညင်းအောင်ပါလေ။မိငါတို့လက်ဖက်တုပ်တွေလဲကုန်အောင်စားပြီးတော့ငါတို့မျက်နာကိုလဲအိုးမဲနဲ့တုပ်ထားတာမလား။ဟာငါငါဒီမှာအိတ်နေတာ။အခုတော့မင်းတို့အော်လို့နိုးလာတာကွ။လာမကွာပြောမနေနဲ့တော့မျက်နာသွားတည်အောင်။ဟမ်ဒီချိန်ကြီးဘဲသွားတယ်မလဲကွ။ဟာဘုန်းကြီးကျောင်းနေမှာသွားတည်မယ်လေကွ။ဒါကွ။ငါအိုမဲနေနဲ့မနေတတ်ဘူး။ဒါနဲ့ငပေလေဖိုတူနဲ့တူသွားဖို့အတွက်ထလိုက်တော်ရီ။ အဲ့ဒီချိန်တော့ဘောကဟာဟဲ့ုံလေနေုံလေမင်းတို့နေအောင်စလုံးသွားစမလို့လားကွအေးဟုတ်တယ်လေဘာဖြစ်လို့လဲဟာအဲ့ဒါဆိုရင်ငါမလိုက်ခင်မှာငါတယောက်တည်းတော့မหนีခဲ့ဘူးဟာမင်းလိုက်တော့ကိန်းနဲ့ဘယ်သူဆောက်မှလဲကွမဖြစ်ပါဘူးငပင်ဟာမင်းရင်သွားလိုက်တော့ငါဒီကောင်နဲ့တူအဖို့หนีပေးလိုက်မယ်အေးအေးပြောဒါဆိုလေငါတယောက်တည်းပဲသွားလိုက်တော့မယ်အဲ့ဒါနေငပင်လေတယောက်တည်းဘုန်းကြီးเจ้าနေကိုသွားလိုက်တော့ရီး အဲ့ဒီချိန်ဒီကြာလေငပိနောက်ကနေလိုက်လာတော့တာပါငပိကဖိုးထူးလိုက်လာတယ်ချိန်ပြီဟဲ့ဖိုးထူးမင်းလိုက်လာလားကွာငပိလည်းအနောက်ကိုလိုက်နေကြာကလေသူ့ရဲ့နေမြန်တဲ့အချိန်လေးတူပြေးသွားတော့တယ်အနောက်မှာဘသူမှရှိမနေရနဲ့ငပိကငါများချိန်မာတာလားခုနကတော့တရားရောက်လိုက်လာတယ်ခြေတံပါပဲ လိုနဲ့ငပိလေရေကန်မှာမျက်နှာတင့်နေတော့နေသားကငပိရဲ့ကြောင်ကိုရှိုက်လို့ထွက်ခွာသွားတယ်။ဟာမတူလဲကွာ။တုံ့ပေါ်လား။ဖူးတူလား။ငပိလည်းစိတ်တူတူနဲ့အနောက်ကိုလှည့်ကျင်လိုက်တော့တရင်တော့အင်သားကိုထွက်လာတဲ့ကပိယကြီးနဲ့တွေ့တော့တာပါ။ငပိလည်းကပိယကြီးစရီထင်းသွားပြီးတော့ဟာကပိယကြီးဘာလုပ်တာလဲဗျ။ဘာလုပ်လို့လဲကွာငပိယ။ကပိယကြီးကျွန်တော်ကိုရိုက်လိုက်တာမဟုတ်ဘူးလားဗျ။ ဟာဦးကအဲ့လိုစနောင်ရအောင်ခလိမမဟုတ်တာထားပါတော့ဗျာဒါနဲ့ကပ္ပယာကြီးကဘာထက်လုပ်တာလဲဗျတရင်လို့အိမ်နာလာတာငမင်းကရောဒီအချိန်ဘုံကြီးကြောင့်နေဘာဝင်လုပ်နေရလဲကျွန်တော်ကဒီနေ့ကိစောင်းတာဗျတလုံးနဲ့ငပိန်တယောက်ကပ္ပယာကြီးနဲ့လေးချောင်းဖြောင်းနေတဲ့အချိန်ကိုဒူးနဲ့ဒုဘောကြီးကိုနေချာရောက်လာပြန်တယ် နေသားအောက်ကနေခြေောက်ကိုဆွဲစိတ်တော့တော့ပေါ်လေအာမခြေောက်ကိုဘသူဆွဲစိတ်နေရလဲမသိဘူးကွာပြောစိတ်ခဲ့တာနေမှာပါကွာမင်းရလေမဟုတ်ဘူးဆွဲစိတ်နေရဒါဆိုလေအောက်ကိုငေါ့ကြည့်လိုက်နေကွာငါငေါ့မကြည့်ရလို့ပေါ့မင်းရလေဟိုတော်ကြသေးရဲ့ဖြစ်နေဘလို့လုပ်မလဲကွာငါကြောက်တယ်လာပြန်ပြီကွာမင်းမလဲအာနေဒီသေးရဲ့ပဲကြောက်နေတာဒါနဲ့ပို့တူလေကင်းတဲ့အောက်ခြေကိုငေါ့ကြည့်လိုက်တော့ နေကြကကြောင်တကာတင်ကိုပြောင်းဝင်နေတော့လေဘုသူဟာခုနကကြောင်လေးပါကွာမင်းကိုစတာနေမှာဘာတရေမှမဟုတ်ဘူးဒီလိုနေကနာကြာငပိန်တယောက်ကင်းတဲ့ကိုပြင်ရောက်လာတယ်ဘုသူဟာကြောင်လိုက်တာကွာမင်းရလေတော်တယ်ဟောင်းငါဒီမှာအုံးမဲတွေနဲ့ညလုံးတွေဆက်နေပြီကွာငါလေဟိုရေကမှာကပ္ပရာရင်နဲ့တွေ့ပြီးတော့စကားနဲ့နဲ့ပြောနေလို့ကြာနေရပါဟမ်အော်ဒါဆို ရေကမှာကက်ပြရရှိတယ်ပေါ့ဟုတ်လားအေးဟုတ်တယ်ရှိကမင်းသွားရင်သွားတော့လေအာဒီမှာတူပေါ်နေတူနေလိုက်မယ်ဒါနဲ့ဖူတူလေရေကံကိုထွက်သွားတော့လေရေကံကိုရောက်မှာနေသာသူတက်ရေရောက်နေပြီဖူတူကိုကြောပြီးလို့ရေကံနားမှာရက်နေရောတာပါဖူတူလည်းအမောင်နှင်းမှာဆိုတော့နေသာကိုကက်ပြရကြီးထင်သွားလို့နေသာမင်းမှာသွားရက်ပြီးစကားတွေပြောနေရောတယ်ကက်ပြရ ။တင်းရင်လို့ရလားဗျ။အဲလိုပြောနေတော့အိမ်သားပြန်လာတဲ့ကပ္ပရာကြီးကိုတွေ့တော့တယ်။ဗိုလ်သူလဲကြောက်သွားပြီးခொနကသူစကားပြောတဲ့သူကိုပြန်ချင်လိုက်တော့မတွေ့ရတော့ပါဘူး။အဲ့ဒါနဲ့ဗိုလ်သူကဟမ်ကပ္ပရာကြီးပါလားဗျ။အိမ်ဟုတ်တယ်။ဗိုလ်သူကငပင်ရောရေကန်မှာဘာလာလုပ်နေကြတယ်။ဗိုလ်သူကလည်းပြောရင်ရှင်နေမှာစိုးရတယ်။ဟိုဒီရတဲ့မဲကြီးအောင်လို့မျက်နှာလာတက်တာပါဗျ။ဒါနဲ့ ခொနှစ်ကကပ္ပရာရဲ့ရက်နေရတယ်လို့စကားပြောနေတာကပ္ပရာကခုမှအိမ်သားပြန်လာလားဗျကပ္ပရာကြီးလည်းကြောက်သွားတယ်ဟာဥပေတော်ကမိမိမှာရက်နေလို့လေငပိန်ထွက်သားတွေကအိမ်သားတွေဝင်သွားလीခုမှပြန်ထွက်လာပါပဲဖို့သူကဟမ်ဒါဆိုခொနှစ်ကရေကန်သားမှာရက်နေသူကကပ္ပရာကြီးမဟုတ်ဘူးပေါ့ဟာပေါ့ပေါ့ရှာရှာမဟုတ်ပါဘူးဟမ်ဒါဆိုဘာလို့လဲဗျ အင်ယူတွေးမိပြီးတက်ကိုတယောက်ကြည့်လို့ပိုဒီယောကပ္ပရာကြီးမှကြောက်ပြီးထွက်ပြေးသွားကြလို့လေပိုဒူတယောက်ပွဲစည်းနှန်းလေးကိုရောက်လာချိန်မှာလူတယောက်တူတူဆန်းဆန်းအော်ယောင်းနေတဲ့အတန်ကြားလိုက်ရကိုပြဝစ်ဆောင်နေရမယ်ကိုပြဝစ်ဆောင်ဟယ်ရီပေါ်တာကားရရလို့ကိုပြဝစ်ဆောင်နော်ဟာကိုပြဝစ်ဆောင်နေပါလားစိတ်ဝင်စားကြပြီတကယ်ရောကိုပြရလားဗျဟာမင်းကောင်မြင်ရတယ် ။အော်မြင်ရလို့လာဝဲတာပေါ့ဗျ။ဗါလေ။အခုဦးကြီးကကိုပြောင်းဝစ်စုံဝင်ထားလို့လား။မဟုတ်ပါဘူးကွာ။မဟုတ်မှတော့မြင်ရမှာပေါ့ဗျ။ဗါလေ။ကိုပြောင်းဝစ်စုံဆိုတာဂျင်းကြီးလားဗျ။ဂျင်းမဂျင်းသိဂျင်းမင်းဝဲကြည့်ပေါ့ကွာ။ဆန်းရှိုကြည့်လို့မရအောင်လား။ဒီမင်းကြီးလေးဆိုင်းမော်မှာဗာရီထားလေးဆိုတာဖတ်ကြည့်လိုက်စမ်းကွာအစမ်းမရပါဖိုတူလည်းချက်ချင်းမင်းကိုပြဝိဆောင်ကိုဝှက်ချလိုက်တာ အဲ့ဒီအချိန်ပွဲစည်းရေးကိုအရာမလူဝင်ကြီးတကောင်ဝင်ချလာတော့အားလုံးကကြောက်ဝမ်းလန့်အနေနဲ့ဘေးကင်ကပြေးကြတော့တယ်ပွဲစည်းတဲ့လူတွေလည်းဘရုံတုံကဖြစ်နေတော့တာဟာလူဝင်ကြီးကလူဝင်ကြီးအဲ့ဒီအချိန်လူဝင်ကြီးကကလေးတယောက်ကိုချီပြီးထွက်ပြေးသွားတယ်လှုပ်ကြပါဦးလှုပ်ကြပါဦးကျမတို့လူဝင်ကြီးချီသွားလို့လှုပ်ကြပါဦးရှင်ကလေးမြေလည်းအော်ပြီးတော့လူဝင်ကြီးနောက်ကိုပြေးလိုက်တာဖိုတူလည်းချက်ချင်းမဲ့ကိုလူဝင်ကြီးနောက်ပြေးလိုက်ပြီးအရှင်ရတာနဲ့သူ့ကြော်ဘုံခုန်တက်လိုက်တယ် လူဝင်ကြီးရဲ့ပါဇက်တရားကလေးကိုကဲဖို့လူဝင်ကြီးရဲ့ခေါင်းမော်ကိုတက်ပြီးခေါ်ဆော့ခေါ်ဆာနှုတ်လိုက်တာကြစမ်းကွာကြစမ်းကြစမ်းနောက်ဆုံးတော့လူဝင်ကြီးလည်းနာလုံးနာနဲ့ပါဇက်မှာကြိုက်ထားတဲ့ကလေးကိုပြစ်ချလို့ထွက်ပြေးသွားတော့တာကလေးပြစ်ချလိုက်တာနဲ့ခိုးတူတဲ့လူဝင်ကြီးပေါ်ကနေစင်ပြီးကလေးကိုမြေပွေ့ကျင်လိုက်တော့တယ်ပွေစီတွေကလူတွေကမြင်တော့ဟာကလေးကလီးဝမပြတ်နေပါလားကလေးကလီးဝမပြတ်နေတယ်ကိုပြောက်လူသားပဲကိုပြောက်လူသားဟ ို့တူလဲတကယ်ကိုပြောင်းနေရဲ့သူ့ကိုယ်သူမယုံနိုင်အောင်ဖြစ်နေရောလားဟာငါတကယ်ပဲကိုပြောင်းသွားတာလားဒါဆိုရင်တော့ဂျင်းမဟုတ်ဘူးပဲခလေးကိုခလေးမေရှိမှချပေးပြီးတော့ဖိုတူလဲထွက်လာတော့ကျေးဇူးတင်ပါတယ်ကိုပြောင်းလူသားကြီးဖိုတူလဲသူ့ကိုကိုပြောင်းဝတ်စုံရောင်းမိခဲ့တဲ့ဈေးတယ်ရှိအောင်တစ်ခေါက်ပြန်လာခဲ့တယ်အဲ့ဒီဈေးတဲ့နေရာမှာအယုံရောင်းနေတဲ့တခြားဈေးတဲ့ကိုပဲတွေ့လိုက်ရတော့ဥိ ဒီနားမှာခုနကရောင်းနေတဲ့ဆိုင်ရှင်ဘယောက်သွားရလဲဗျဖေးဆိုင်ရှင်လေးကဈေးဥမပေါက်တယ်လို့ဘူနေရတယ်တဲ့ဘိုင်လာမင်းနေရတယ်ခုနကကိုပြောင်းဝတ်ဆောင်ဆိုပြီးအော်ရောင်းနေတဲ့ဈေးတက်လေးဗျဘာကိုပြောင်းဝတ်ဆောင်လဲပွဲစည်းစကားတွေကနှစ်ရက်ရှိပြီငါဒီနားမှာရောင်းနေတာဘာကိုပြောင်းဝတ်ဆောင်မှမရှိဘူးဖိုးထူလဲဇဝေဇဝါဖြစ်သွားတော့တယ်အယုတ်ဆိုင်ရှင်ကထတ်လို့ခုနကပွဲစည်းတွေကကိုပြောင်းလူသားအကြောင်းကြပြီကိုပြောင်းဝတ်ဆောင်အယူယူနေရမလား ဗျာ။တပည့်ကွန်းရဓမြတိုက်တဲ့တရင်ကြတော့ဖိုတူလေကိုပြဝိဆောင်ဝင်ပြီးရာလူကြီးအိမ်တော်မှာစောင့်နေတာ။ဟာဗါလေနင်းလာကြည့်လား။ဒါပဲရှိလို့ပါကွေ။ဘာလို့ဒါပဲရှိရလဲ။ကျမန်းသမီးကတလတလသိမ့်စေကြီးပို့နေအောင်ကြုတ်သိရနော်ဖိုတူလေခဲနဲ့ပြစ်လိုက်တော့ဖိုတူပြစ်လိုက်တဲ့ခဲစလုံးကဓမြကိုရဲ့မျက်နှာတိတိကိုမှန်သွားတယ်ဟာငါ့ကိုဘယ်ကောင်ခဲနဲ့ပြစ်တာတတိရှင်ရှစ်ထွက်ခဲ့စမ်းကွာကိုပြောင်းလူသားမှဆို ဘာလို့လူလုံးထွက်ပြရမှာလဲဗျ။ခလေးတယောက်ရဲ့အတံမဲဓမြဘုံကတိသွားတယ်။အော်လက်ဆတ်တော့မင်းကခလေးပဲကို။ခလေးလေးကဆော့နေအောင်ရက်လိုက်စမ်းပါ။မင်းငါတို့ကိုမနိုင်ပါဘူးကော။ဟုတ်လား။စမ်းကြည့်လိုက်လေ။ပေါ်တူလေးဓမြဘုံစီကိုအပြေးသွားလို့ညနာကိုခြေထောက်နဲ့ပိတ်ကန်လိုက်တော့ဓမြဘုံနဲ့နောက်ကိုအစ္စလမ်ဝင်ပြီးနေကြသွားတော့လား။ဂျာသူရသားတွေကသူ့နာမည်ကိုခေါ်ပြီးအောင်းအင်းနေကြတော့လား။ဒါလို့နဲ့တပြေကုန်းချောင်းမှနေ ကိုပြလူသားရဲ့တရင်ကထပ်ပြီးတော့ကြော်စောသွားတော့တယ်